ားလုံးပဲမင်္ဂလာပါမြတ်စွာဘုရားရှင်မပွင့်ပေါ်မီကတည်းကအိန္ဒိယမှာ အမျိုးဆက်ခွဲခြားတဲ့စနစ်ကအခိုင်အမာအမြင့်တွယ်နေပြီးသားပါလောကကြီးတဲကိုလူတယောက်ရောက်လာပြီးဆိုကတည်းကသူ့အစဉ်တန်းကသတ်မှတ်ခံထားရပြီးဖြစ်နေတာမို့ဒီကံကြမ္မာကို ပြောင်းလဲပြစ်နိုင်တဲ့နိလန်မရှိဖြစ်နေခဲ့ပါတယ်ရှားသူငွေကြေးဥစ္စာကိုးကွယ်တဲ့ဘာသာပညာအကြီးချင်းစတဲ့အချက်တွေနဲ့အစဉ်အတန်းခွဲခံရတာတော့မဟုတ်ပါဘူး နိုင်ငံလဲတူ ကိုးခွေရဘာသာလဲတူတာတောင်မှဒီလူကမွေးရင်ဇက်နေဒီလူကမွေးရင်ဇက်မြင့်ဆိုပြီးတော့တတ်မှတ်ထားပြီးသားပါယက်စွာဖျားရှင်ကဒီလူမျိုးအမျိုးဆက်ခွဲကြတာကိုလက်မခံခဲ့ပါဘူးလူတယောက်ရဲ့အစဉ်အတန်းကို သူ့ရဲ့ကြင်ကြံပြုမှုမှုကောင်းမှုမကောင်းမှုတွေနဲ့သာတတ်မှတ်တိုင်းတာတဲ့လို့ဆုံးမဩဝါဒပေးခဲ့ပါတယ်ဝတ္တလတော့မှာအမျိုးဆက်ကြောင့်သူ့ရုပ်မှာမဖြစ်နိုင် အမျိုးဆက်ကြောင့်ဗျမနာမဖြစ်နိုင်မိမိပြုသောအမှုကြောင့်သာလျှင်သူယုံမှဖြစ်ရ၏မိမိပြုသောအမှုကြောင့်သာလျှင်ဗျမနာဖြစ်ရ၏လို့မိန့်ဆိုဘူးပါလေအဲ့ဒီခေတ်ကနေနောက်နှစ်ပေါင်း2500ကျော်ကြာလာတဲ့အချိန်မှာတော့ဇက်နှိမ်ဇက်မြင့်စနစ်ကိုလက်မခံဘဲတွန်းလှန်ခဲ့တဲ့ပုဂ္ဂိုလ်တဦးအိန္ဒိယမှာထပ်မံထွက်ပေါ်လာပြန်ပါတယ်ဒေါက်တာဘီရာအိုရမ်ဂျီအမ်ဘီတကပါ ဒေါက်တာအန်ဘေတကာဆိုတဲ့ဒီပုဂ္ဂိုလ်ကအိန္ဒိယသမိုင်းမှာအထင်ရှားဆုံးပညာရှင်တွေကတယောက်ဖြစ်ပါတယ်။မနုဿဘေရာသမိုင်းဥပဒေနဲ့စီးပွားရေးစတဲ့နယ်ပယ်မျိုးစုံရဲ့ပညာရှင်တဦးဖြစ်သလိုလူမှုရေးပြုပြင်ပြောင်းလဲသူဗုဒ္ဓဘာသာရေးလှုပ်ရှားဆောင်ရွက်သူဘာသာရေးအယူဆတော်လှန်သူနဲ့အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူတဦးလည်းဖြစ်ပြီးတော့မညီများမှု မတရားမှုနဲ့ ဖိနှိပ်မှုတွေကို တိုက်ဖြတ်ခဲ့တဲ့သူဖြစ်ပါတယ်။ဒေါက်တာအမ်ဘေဒကာကို1860ခုနှစ်ဧပြီ14ရက်နေ့မဟုံးမြို့မှာမထီရတဲ့သူအဖြစ်သတ်မှတ်ခံထားရတဲ့ဇက်နိမ့်မှာမွေးဖွားခဲ့ပြီးတော့ပညာရေးအပါအဝင် လူမှုရေးခွဲခြားမှုတွေကို အပြင်းအထန်ခါးပြီးစွာခံခဲ့ရပါတယ်။ကံကောင်းတာကတော့သူ့အဖေကဗြိတိရှအိန္ဒိယစစ်တပ်မှာစူပေတာအဖြစ်တာဝန်ထမ်းဆောင်နေရကြောင့်သူ့မိသားစု လူမှုအဆင့်အတန်းအနည်းငယ်ရရှိခဲ့ပါတယ်။ အိန္ဒိယမှာရှိတဲ့ဇန်နိုင်လူရန်စားတွေကအစိုးရစာတင်ကြောင်းတွေမှာတက်ရောက်တင်ယူနိုင်ခွင့်နေပါပြီမဲ့လေသူ့အဖေရဲ့စ조사မှုနဲ့ကြောင်းနေခွင့်တော့ရရှိခဲ့ပါတယ်။သူ့အပါဝင်ဇန်နိုင်ကလေးတွေကအခြားဇန်မြင့်ကလေးတွေနဲ့အတူအတန်းထဲမှာထိုင်ခွင့်မရှိပါဘူး။အများသုံးခုံတွေကိုမထိရတာကြောင့်ထိုင်ဖို့အတွက်ဂုံဒီအိတ်ကိုတည်ဆောင်လာရပါတယ်။အများသောရေပိုက်ကောင်းတွေရေတွန်းတွေကနေရေတောက်ခွင့်မရခဲ့ကြတဲ့သူတွေပါ ဇမ်းမြင့်တူဦးက ရေခွက်နဲ့ရေကိုဇမ်းနဲ့ရဲ့ခွက်ထဲကို မထီဘဲလောင်းထည့်ပြီးမှကြောင်းမှရေတောက်ဖို့အဆင်ပြေခဲ့ပါတယ်။ဆရာဆရာမတွေကတော့ခွဲခြားဆက်ဆံတာတွေပြုလုပ်ခဲ့ကြပြီးတော့ဒါတွေကစီမင်းတသက်မဟုတ်ပဲဇမ်းနှိမ့်တွေအတွက်တော့စိတ်ဒဏ်ရာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့အန်ဘေတကာကအသိပညာစာလောင်နေခဲ့ပြီးတော့ပညာရေးမှာထူးချွန်ခဲ့ပါတယ်1900ခုနှစ်မှာတက္ကသိုလ်ဝန်ထမ်းဆောင်မှုရဲ့အောင်မြင်ခဲ့ပါတယ် သူတို့အပေခံဇက်နှိမ်အတိုင်းအဝိုင်းမှာဒီစာမွေးကိုအောင်တာကသူပထမဆုံးဖြစ်တယ်လို့သူ့ရဲ့မွေးချင်းတွေထဲမှာလည်းသူတူတည်းပဲတက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တာပါလူမှုအစဉ်အတန်းခွဲခြားမှုတွေကြားကနေရုန်းကန်ခဲ့ရပြီမဲ့သူ့ရဲ့ပညာရေးခရီးကတော့အထူးချီးကျူးဝယ်ပါ1912ခုနှစ်မှာဘုံဘေတက္ကသိုလ်ကနေစီးပွားရေးနဲ့နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ BA ဘွဲ့ရရှိခဲ့ပါတယ် ကိုလံဘီယာတက္ကသိုလ်နဲ့လန်ဒန်စီးပွားရေးကျောင်းတွေမှာပညာဆက်လက်စီးပုခဲ့ပြီးတော့များစွာသောမာစတာဘွဲ့တွေဒေါက်တာဘွဲ့တွေနဲ့ဂုံတူးဆောင်ဒေါက်တာဘွဲ့တွေရရှိခဲ့ပါတယ်။နိုင်ငံခြားမှာပညာသင်ယူနေစဉ်လွတ်လပ်မှုဒန်းတူညီများမှုစတဲ့တိုးတက်နေတဲ့အတွေ့အခေါ်တွေတွေ့ကြုံခဲ့ရပါတယ်။ဒီအယူအဆတွေကအနောက်တိုင်း liberal ဝါဒမှာအခြေခံထားတာဖြစ်ပေမဲ့လည်းနောက်ပိုင်းသူလက်ခံကိုးကွယ်မဲ့ဗုဒ္ဓဘာသာတန်ဖိုးတွေနဲ့လည်းကိုက်ညီနေပါတယ်။ 1918ခုနှစ်လဝင်းကျင်သူအိန္ဒိယမှာပညာတက်ကြီးဖြစ်ပါမောက်ခဖြစ်နေတာတောင်မှသူနဲ့အတူတူရေအိုးရေခွက်အတူတူမတုံးတာလိုမျိုးခွဲခြားမှုတွေဆက်လက်ရှိနေပြီးတော့နေထိုင်ဖို့နေအိမ်ရှာဖွေရတာတောင်မှအခက်ခဲဖြစ်နေပါသေးတယ်။သူကသတင်းစာတွေလည်းစတင်ထုတ်ဝေခဲ့ပြီးတော့ဇန်နိုင်းတွေအတွက်အများသုံးရေသုံးနိုင်ဖို့နဲ့ဖျားเจ้าတွေကိုဝင်ရောက်နိုင်ခွင့်အတွက် ဆောင်ရွက်ခဲ့တယ်လို့ဘာသာရေးနဲ့လူမှုရေးခေါင်းဆောင်တွေနဲ့လည်းရဲဝံ့စွာ ဆွေးနွေးညင်းကုန်ခဲ့ပါတယ်။ဒေါက်တာအမ်ဘေဒကာကအိန္ဒိယနိုင်ငံအတွက်အရေးကြီးတဲ့ခေါင်းဆောင်တစ်ယောက်ပါ1948ခုနှစ်ခုနှစ်အိန္ဒိယနိုင်ငံလွတ်လပ်ရေးရတဲ့အခါအိန္ဒိယနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ဖို့အတွက်ဥက္ကဋ္ဌအဖြစ်တာဝန်ပေးရခြင်းခံခဲ့ရပါတယ်။သူဥဆောင်ရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လူတန်းစားခွဲထားတဲ့ဇက်နှိမ်စနစ်ကိုပိတ်ပင်တားမြစ်ခဲ့သလိုပြည်သူတိုင်းအတွက်အခြေခံအခွင့်အရေးတွေအာမခံပေးခြင်းနဲ့အမျိုးသမီးတွေအတွက်စီးပွားရေးနဲ့လူမှုရေးအခွင့်အရေးတွေပိုမိုရရှိစေခြင်းတွေပါဝင်ပါတယ်။ဒါအပြင်သူက1948ခုနှစ်ဂျဝါဟာလာနေယူဦးဆောင်တဲ့အစိုးရအဖွဲ့မှာအိန္ဒိယနိုင်ငံရဲ့ပထမဆုံးဥပဒေဝင်ကြီးအဖြစ်လဲတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံရဲ့စီးပွားရေးအလုံသမားကြီးရနဲ့လူမှုရေးမူဝါဒတွေချမှတ်တဲ့နေရာမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့တာပါဥပဒေဆိုင်ရာတိုးတက်မှုတွေရှိနေပေမဲ့လည်းစစ်မှန်တဲ့လူမှုရေးပြောင်းလဲမှုအတွက်ဥပဒေသက်သက်များနဲ့မလုံလောက်ပဲစိတ်ပိုင်းဆိုင်ရာနိုးကြားမှုတည်းရဲ့လိုအပ်ကြောင်းသူကသဘောပေါက်ပါတယ်အဲဒီနောက်ဒေါက်တာအန်ဘီတကာရဲ့ဘဝမှာအရေးကြီးတဲ့အချိန်တစ်ခုရောက်ရှိလာပါတယ်ဟိန္ဒူဘာသာကိုစွန့်ခွာပြီးတော့ ဗုဒ္ဓဘာသာကိုကူးပြောင်းတဲ့ဆုံးဖြတ်ချက်ချတာပဲဖြစ်ပါတယ်။သူကဟိန္ဒူ၊အစ္စလာမ်၊ခရစ်ယာန်၊စစ်နဲ့ဗုဒ္ဓဘာသာစတဲ့ကမ္ဘာအဓိကကိုးကွယ်ရာဘာသာကြီးတွေကိုဆယ်စုနှစ်များစွာ လေ့လာခဲ့ပြီးတော့စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းမှုသာမကလူမှုရေးဂုဏ်သိက္ခာနဲ့လူသားဒန်းတူညီမျှမှုကိုဘယ်ဘာသာကပေးစွမ်းနိုင်တယ်လဲဆိုတာကိုအကဲဖြတ်ခဲ့ပါတယ်။ဒေါက်တာအန်ဘေဒကာကကျွန်တော်ဟိန္ဒူအဖြစ်မွေးဖွားခဲ့တော့လေ ဟေနူအဖြစ်တည်ဆုံးမှာမဟုတ်ပါဘူးလို့အချိန်ချင်းပြောဆိုခဲ့သလိုပဲ1956ခုနှစ်အောက်တိုဘာ14ရက်နေ့နက်ပူးမြို့မှာဒေါက်တာအမ်ဘီဒကာနဲ့နောက်လိုက်၄သိန်းဝန်းကျင်ကဗုဒ္ဓဘာသာဝင်များအဖြစ်တရားဝင်ကူးပြောင်းခဲ့ကြပါတယ်။ဒီဘာသာကူးပြောင်းတဲ့အခမ်းအနားကိုရခိုင်လူမျိုး ကုသနာယုံဆရာတော်ဘုရားကြီးကြွားရောက်ပြီးတော့ဆောင်ရွက်ပေးခဲ့တာပါ။ ဒေါက်တာအမ်ဘေဒကာကမြန်မာနိုင်ငံကိုဗုဒ္ဓဘာသာဆိုင်ရာကိစ္စရပ်တွေနဲ့နှစ်ကြိမ်လာရောက်ခဲ့ပူပါတယ်။သူက The Buddha and His Dharma စာအုပ်အပါအဝင် စာအုပ်များစွာကိုလည်းရေးသားခဲ့ပြီးတော့1956ခုနှစ်ဒီဇင်ဘာ6ရက်နေ့မှာအိပ်ပျော်နေစဉ်မှာပဲငြိမ်းချမ်းစွာကွယ်လွန်ခဲ့ပါတယ်။ဒီဇင်ဘာ16ရက်နေ့ကျမှဘာသာကူးပြောင်းဖို့အစီအစဉ်ရှိနေတဲ့ သူ့နောက်လိုက်တဲ့စုကသူ့အာတုဘအခမ်းအနားမှာပဲဗုဒ္ဓဘာသာအဖြစ်ကူပြောင်းလိုက်ကြပါသေးတယ်1990ပြည့်နှစ်မှာအိန္ဒိယအစိုးရကသူ့ကို နိုင်ငံရဲ့အမြင့်ဆုံးအယက်သားဂုံတုဆောင်စုကိုသူ့ကွယ်လွန်ပြီးတဲ့နောက်မှာချီးမြှင့်ခဲ့ပါသေးတယ်သူ့ရဲ့မွေးနေ့ဖြစ်တဲ့အေဗက်စလီရဲ့နေ့ကို လူမှုတရားများတားမှုဒန်းတူညီများမှုနဲ့အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအတွက် သူ့ရဲ့ကျေးဇူးတင်ထိုက်တဲ့ပါဝင်ဆောင်ရွက်မှုတွေကိုဂုံပြုတဲ့အနေနဲ့အိန္ဒိယတနိုင်ငံလုံးအတွက်အများပြည်သူယုံပေးရအဖြစ်သတ်မှတ်ထားပါကြောင်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ